ဟာလိုင်းရဲ့ဦးဆောင်မှုနဲ့အတူ Viking ရဲ့1998နောက်ပိုင်းပထမဆုံးကမ္ဘာပလားပြိုင်ပွဲ Facebook ကနေတင်ဆက်နေပါတယ်နမကြီးအီတလီတင်းကို၄ဂိုးတိုးနဲ့ကိုပြန်နိုင်ယူပြီးတော့နော်ဝေတင်းက1998နောက်ပိုင်းပထမဆုံးချိန်ကမ္ဘာပလားပြိုင်ပွဲဝင်ခွင့်ရရှိသွားခဲ့ပြီလည်းဖြစ်ပါရည်ဒီချိန်မှာလည်းနော်ဝေတင်းရဲ့သူရဲကောင်းကြီးအာလီဟာလန်ရဲ့တွင်ကိုရီကအရေးပါခဲ့ပါရည်နော်ဝေတင်းကအမေရိကန်ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေမှာပူးတွဲခြင်းပါမဲ့2026ကမ္ဘာပလားပြိုင်ပွဲကိုဝင်ခွင့်ရရှိသွားခဲ့ရလည်းဖြစ်ပါရည် အီတလီတင်းကို၄ဂိုးတိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာဟာလန်ကနော်ဝေတင်းအတွက်အနိုင်ကို၂ဂိုးတိကိုသင်ယူသွားခဲ့တာပါဟာလန်ကပွဲချိန်88မိနစ်နဲ့89မိနစ်တွေမှာဇက်တိုက်ပဲအတင်းအတွက်ရေးပါတဲ့ဥဆောင်ဂိုးတွေကိုသင်ယူပေးသွားခဲ့တာလည်းဖြစ်ပါရီနော်ဝေတင်းကအုပ်စု၁မှာ၈ပွဲကစား၈ပွဲနိုင်ရမှတ်24မှတ်နဲ့အမပီစီယာရဲ့အုပ်စုဘိုနီယာကနေထိုက်တိုက်တန်တန်ဝင်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါရီနော်ဝေတင်းနောက်ဆုံးညင်ကဘာပလာပွဲကစားခဲ့ရတော့ကလည်းဟာလန်ရဲ့ဖြစ်ဖြစ်သူတောင်မှနော်ဝေလေးစဉ်ဖြစ်ကစားနေတော့မှရှိပါသေးတယ် ၂၀၂၂နှစ်ကြာမှာတော့နော်ဝေကအာလန်ရဲ့ဦးဆောင်မှုတွေနဲ့တူကမ္ဘာပလားပြိုင်ပွဲစီကိုပြန်လည်ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ကမ္ဘာပလားခြေစစ်ပွဲတွေမှာနော်ဝေတင်အတွက်စက်ကြောက်ကိုတူပေးခဲ့တဲ့ဟာလန်ကတော့လာမယ့်၂၀၂၆ကမ္ဘာပလားမှာစောင့်ကြည့်ရမယ့်ကစားမတူဖြစ်ရှိနေခဲ့ပါတယ်။အသက်၂၅နှစ်ရွယ်ဟာလန်ကဒီယာစီမာတဲ့အကောင်းဆုံးပုံစံတွေကိုဆက်လက်ပြသထားပြီးတော့ကလပ်နဲ့နိုင်ငံအသင်းအတွက်တပွဲပြန်မြသွင်းကိုတကူကျော်တူပေးထားနိုင်ခဲ့တာပါ။ဟာလန်အိုရီကယ်ရဲ့ဦးဆောင်မှုတွေလူငယ်ခြေရဲ့ကစားမတွေရဲ့ကြိုးစားမှုတွေနဲ့တူ ဗိုက်ကင်းတွေက2026ကမ္ဘာဗလားကိုအင်အားပြည့်နဲ့ချီတက်လာခဲ့ကြပါပြီ။ဒီကနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရမြောင်။